ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘွားချင်းကနေကြိုဆိုပါရစေဆိုတော့စပါးနဲ့ပွဲမှာဒဏ်ရာရခဲ့တဲ့ Manchester United တိုက်စားမှာဖြစ်တဲ့ Benjamin Sheshko ကတလကန်တီနားရမယ်ဆိုပြီးတော့ Sky Sport တို့ဒီ Athletic တို့ကနေပြီးတော့ကျွန်တော်တို့ report လုတ်လာပါတယ်ဆိုတော့ပြီးခဲ့တဲ့နေ့တွေက injury ပြဿနာတွေကြုံပြီးမှတကယ် reliable ဖြစ်တဲ့သတင်းဌာနတွေကတော့ Manchester United ဘက်ကတော့ဘာမှန်တိကျတည်ကြတဲ့ statement တွေထုတ်ထားတာတွေ report တွေကျွန်တော်မရှိခဲ့ဘူးပေါ့ကြားထဲမှာ journalist တချို့ရဲ့ယူဆချက်တွေလောက်ပဲကျွန်တော်ဖတ်နေမြင်နေရတာဆိုတော့အခုဆိုလို့ကျွန်တော် Sky Sport တို့ဒီ Athletic တို့ကနေပြီးတော့ report လုပ်လာပြီး Manchester United ရဲ့တိုက်စင်မှုဖြစ်တဲ့ Shesh Ku ဟာအများဆုံးပေါ့နော်တလားကန်တီကျွန်တော်သာနားရဖို့ရှိတယ်ပေါ့အဲစပားကိုတူတူတီကြားကြတဲ့ပွဲမှာကျွန်တော်ဒုတိယပွဲမှာသူလူစားဝင်တယ်ဝင်ပြီးတော့သူတိတ်မကြဘူး injury ပြဿနာကြောင့်ကျွန်တော်တို့သာလူစားလဲเสียရလဲမရှိတော့တယောက်ယောက်နဲ့ခံလဲရတယ်ပေါ့ ဒါ United နဲ့တိတ်ကောင်းတဲ့တရင်တော့ကျွန်တော်မဟုတ်ဘူးဗျ။ဘာလို့လဲဆိုတော့ကိုရီ United မှာ MOD သွားခြင်းနဲ့ကန်တာ MOD သွားခြင်းနဲ့ပုံစံမှာကတော်တော်လေးကိုကျွန်တော်အရေးကြီးတော့ Sheshko ရဲ့အခန်းကဏ္ဍကဘာလို့လဲဆိုတော့ဟို Sheshko ဟာ MOD က direct play တွေလောင်းဘောတွေကစားတွေဆိုတဲ့ခါကျတော့ Lemon C ကဘောလုံးနေသည် target player ဖြစ်ကျွန်တော်ကသူ့ကိုသွားတဲ့အနေထားမျိုးဆိုတော့သူကအမြင်ဘောတွေကိုတောက်ချောက်အစင်ပြောင်းသူကျိုးပန်းမှာဒါတွေကို Sheshko မရှိရင်ဘယ်သူမှမလုပ်နိုင်ဘူးနော် ဟိုဇစ်ဇီနီနဲ့လည်းအတိုင်းအတာတစ်ခုဒီအမြင်ပေါ်ပိုင်နေတဲ့ကစားမတယောက်ဆိုပြီးမဲ့လေသူဟာ individual ဘိုင်းရအဲ့လောက်ကြီးဒီအဆင်မပြေဘူးကျွန်တော်အရက်ရှိတာနဲ့ individual ပိုင်တာနဲ့ကမတူဘူးပေါ့နော်အဲ့တော့ Chesco ဒီ MOD ရဲ့အချိန်ဒီမှာက imminent အရေးပါတဲ့နေရာမှာပါပါတယ်သူတပြင်း Premier League လိုမျိုး physical ဘိုင်းပို့ individual ဘိုင်းတို့အရင် demand ဖြစ်တဲ့နေရာမျိုးမှာ အသင်းရဲ့တိုက်စစ်ကိုအသက်သွင်းမှုဆိုလို့ရင်ရှက်ကူလူကစားမမျိုးကလူပါတယ်ပြီးခဲ့တဲ့ပွဲမှာကျွန်တော်တို့ဘလောက်ပဲရှက်ကူကပြောစရာတွေဖြစ်နေခဲ့တယ်လူအချက်တွေရှိနေခဲ့တယ်ပဲကျွန်တော်ပြောပြောပါတော့ရှက်ကူက United ရဲ့ Imdan ဒါဘယ်လိုပြောမလဲအရေးကြီးတဲ့ကစားမတွေထဲမှာကျွန်တော်ပါတယ်ဗျာဆိုတော့အခုဆိုလို့ရှင်ကျွန်တော်နားတော့မယ်ပေါ့နော်ဒါကောင်းတဲ့တင်မဟုတ်ပါဘူးเนาะအထူးသဖြင့်ကျွန်တော်တလပဲပါဆိုပေမဲ့လည်းလို့ကျွန်တော်လွဲရမှာ၄ဘွဲလောက်ထိကျွန်တော်ရှိတယ်ချီနီမကောရဲ့၅ဘွဲ၆ဘွဲလောက်ထိပါကျွန်တော်အပြည့်ဝအသုံးမချနိုင်တဲ့ချီနီမျိုးတွေဘာလို့လဲဆိုတော့၄ဘွဲလောက်ကျွန်တော်နားရမယ် ြီးရင်၅ပွဲမြောက်တော့မှသူဒုတိယပိုင်းမှာလူစားဝင်လာတာမျိုးတွေကျွန်တော်ကြုံရမယ်။ဟော၆ပွဲလောက်ကျမှပွဲချင်းပြီးပါတာမျိုးတွေဒါမှမဟုတ်ပွဲထွက်လာတာမျိုးတွေကျွန်တော်တွေ့ရမယ်ဒုတိယပိုင်းလူစားလဲခံရမယ်။ဒါမျိုးတွေကျွန်တော်မျှော်လင့်ရမယ်။ဘာလို့အမ်မိုရင်ကိုတိုင်းကအင်ဂျူရီပြဿနာကနေပြန်ပါလာမယ်ဆိုတဲ့ကစားမကိုဘီဒော့မန်သူက၂ပွဲလောက်ထိတော့အမြဲတမ်းပွဲချင်းပြီးတုံးတာမျိုးပေါ့အမြဲတမ်းရှောင်နေအဲ့တော့ United အနေနဲ့တိုင်းပတယ်သူပူဆူတာကဘာလဲဆိုတော့ကိုရီမန်ချက်စတာ United ကရှေ့လာမဲ့ပွဲတွေဒီအသင်းအများစုကပေါ့နော် Aston Villa လောက်ကလွှင့်ရင် ို့အောက်ကအသင်းနေပဲကျွန်တော်ကစားရမယ်ကျွန်တော်တို့ Everton နဲ့ကျွန်တော်ကစားရမယ် Everton ဒီလက်ရှိမှာကို့အောက်ကအသင်းကိုကျွန်တော်ပြောရမယ်ပြီးရင် Crystal Palace နဲ့ကစားရမယ်ကို့အောက်ကအသင်းကိုကျွန်တော်ပြောရမယ်အဲ့ဒါပြီးရင် Wolverhampton ပြီးရင်ကျွန်တော်အနေနဲ့ Aston Villa တို့နဲ့ကစားရမယ်ဆိုတော့ကို့အောက်မှာရှိတဲ့အသင်းတွေနဲ့ကြည့်ပဲဒါဘာပြောသလဲဆိုတော့ကို့အောက်မှာရှိတဲ့အသင်းတွေနဲ့ဆိုလို့ရှိရင်အမှတ်ပြည့်တော့ကျွန်တော်ရအောင်ယူနိုင်မှကျွန်တော်ဖြစ်မှာအဲ့တော့တိုက်စစ်ပိုင်းမှာဆိုလို့ရှင်ကောင်းပါတယ်ဆိုတော့ကစားမားတွေအတွက်တက်နေနေများဆိုလို့ပွဲတိုင်းပါနိုင်မှကစားသမားတိုင်းပါနိုင်မှအဆင်ပြေမှာ သူတို့ပြင် twin core တွေနဲ့တိုက်စစ်မှုတရားကိုကျွန်တော်တို့က judge လုပ်ကြတဲ့အချိန်မျိုးမှာ twin core တွေရနိုင်ခြေရှိတဲ့အသင်းမျိုးနဲ့ပွဲစဉ်တွေမှာကျွန်တော်တို့က shake ကူကမြင်ချင်တာပြည်ထောင်ကဘင်ဂျမင်း shake ကူကပါမယ့်အချိန်မျိုးမှာရှိမနေဘူးတော်တော်လေးအဆင်မပြေတာပါဒါကြောင့်ဗောနောကျွန်တော်ရှိလာမယ့်ပွဲတွေမှာလွဲတော့မယ်ဆိုတာမျိုးကတော်တော်စိတ်ပျက်စရာကောင်းတယ်ဗောနောတကယ်တမ်းကအဲ shake ကူကဗျာ twin core တွေဘာတွေလူနေတာဗောနောစပါးနဲ့ပွဲမှာခြေသွမ်းကောင်းနေကျွန်တော်ပြနိုင်မှုတယ်သူတိုင်ပတ်ခဲ့တာအခွင့်အရေးကောင်းနေကိုသူမသွင်းနိုင်ခဲ့ဘူး အဲ့တော့လူကာရဲ့ဝေဖန်မှုသူတွင်ပိုင်းတစ်တီရဲ့ဝေဖန်မှုတွေကိုသူကခံနေရတာဆိုတော့အဲ့လိုပွဲမျိုးတွေမှာရှိလာမဲ့ပွဲတွေမှာသာပါနိုင်မယ်ဆိုရင်ဂိုးတွေပါတွေကအတိုင်းအတာတစ်ခုညှို့လင်းလို့ရတယ်ဗောနော်အသင်းငယ်တွေနဲ့ဖြစ်နေပြီဗောနော်ခန်စစ်ယူယွင်းနဲ့အသင်းတွေနဲ့ဖြစ်နေပြီဆိုတော့ကျွန်တော်ကညှို့လင်းလို့ရတယ်ပြည်ထနာကအခုပုံစံတိုင်းဆိုလို့ရှိရင်ဘင်ဂျမင်ရှက်ကူက၄-၅ပွဲလောက်ထိလွယ်မယ်ကျွန်တော်တို့တိုင်ပတ်ဦးမှာပါပြီးရင်လည်း rhythm တစ်ခုပြန်ရဖို့ကကျွန်တော်ကြိုးပမ်းရအောင်ပါဆိုတော့ဘင်ဂျမင်ရှက်ကူဒီ န်ချက်စတာယူနိုက်တက်ကိုကျွန်တော်သာရှိလာမဲ့ပွဲစဉ်တွေတလားလောက်ထိကိုသူလွဲချော်မယ်ပေါ့ဂျိုရှူအာဇီဂီတွေ့တော့တကယ်အခွင့်အရေးကောင်းပေါ့လေဒါပေမဲ့လည်းလို့နီးပြားကမေဆန်မောင့်ရှိသေးတယ်ဆိုတော့မေဆန်မောင့်ရဲ့ကုညာရဲ့ဘရိုင်ယန်အမ်ဘူမိုရဲ့ဆိုပြီးတော့သူသုံးမိုးရှိတယ်သူအနေနဲ့လုံးဝကျွန်တော်ကတော့ဟိုဘယ်လိုပြောမလဲဇီဂီတို့ဘာလို့ကိုပွဲအတွက်လူစင်းနေမှာအပြင်းအထန်သုံးလိမ့်မယ်လို့ကျွန်တော်ရှင်းဦးပေါ့နော်ဆိုတော့ညီကလို့ရောဘလူမင်ညလဲဆိုတော့ဂျိုရှူအာဇီဂီတကယ်ရောနေရာရလာပါမလား ကျွန်တော်ကတော့မထင်ဘူးပေါ့နော်မထင်ဘူးပေါ့ဘာလို့လဲဆိုတော့ခုနကပြောလို့ပြောကူညာသဘောကြတဲ့နေရာမှာပါတယ်အရင်သဘောကြတယ်ပေါ့နော်မေဆန်မောင်ကလည်းသူအရင်သဘောကြတဲ့နေရာမှာပါတယ်ပြီးရင်အန်ဘူမိုးကလည်းလက်ရှိယူနိုက်တက်ရဲ့အကောင်ဆုံးကစားမလို့ဖြစ်နေတော့သူတို့ကခြံခဲ့မှာမဟုတ်ဘူးဆိုတော့အရေးကြီးပါတယ်ဆိုတော့ပွဲစဉ်ဒီနိုင်ဖို့လိုပါတယ်ဆိုတော့တပတ်ကိုတပွဲလောက်ပဲကစားရတဲ့အချိန်မျိုးတွေမှာကျွန်တော်ကတော့ဇစ်ဆီကိုနေရာပေးနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ရှက်ကိုရဲ့ဒဏ်ရာပြေတနာနဲ့ပတ်သက်လို့ရောညီကလို့ဘယ်လိုမြင်ကြပါလဲဒါအန်မိုဒီတို့ကတိုင်းပက်စီမင်နေထိုင်မှုတွေမြင်ကြလား ဒါမှမဟုတ်ဘယ်တော့ချာကစားမတွေတော့ပူကောင်းတဲ့အနေထားလို့မြင်ကြတာဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်